မင်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနမှပြန်လေးကြိုးဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုဆက်လက်အစီအစဉ်တင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ပဲခူးရှူမာရင်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြောင်းစစ်သားတို့ချို့အလံဖြူထောင်းရင်းစစ်ကောင်စီကလက်နက်ချသူများကိုလေရင်ဖြင့်လိုက်လံပုံကျဲဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းမင်းလာမြို့နယ်ပဲခူးရွာမှာတွင်တက်လာသောဂျမ်ဘတ်စစ်တဲစစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်သိမ်းဆုံးမှုများပြားပြီးစစ်သားများအလံဖြူထောင်းကြောင်းဒေသစီရေးတရင်ရင်မြက်ကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်ဧပြီလ23ရက်နေ့မှစတင်ကမင်းလာမြို့နယ်ပဲခူးရွာမှာဆက်ရှိကြေးရွာများသို့လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီးစစ်ကြောင်းထိုးနေသောစစ်တပ်ကိုထုတ်လိုက်တပ်ဖွဲ့များကဧပြီလ26ရက်နေ့29ရက်နေ့တို့တွင်ဂျာပြက်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းသိရသည်ရှင်းတိုက်ခိုက်မှုတွင်ဂျမ်ဘတ်စစ်ကောင်စီတပ်သားများထိခိုက်သိမ်း ုံမှုများပြားပြီးစစ်ကြောင်းတစ်ခုလုံးတပ်ပြည့်ရထွက်ပြေးသွားကြောင်းတော်လိုင်းတပ်ဖွဲ့များကလိုင်းလံတိုက်ခိုက်နေခြင်းကြောင့်စစ်ကောင်စီတပ်သားအများစုအလံဖြူထိုင်လက်နက်ချအလင်းဝင်းမျိုးများရှိကြောင်းသိရှိရသည်ထို့သောစစ်ကြောင်းတစ်ခုလုံးဖွဲ့စည်းပုံပြည့်၍အလံပြူထောင်နေချိန်စစ်ကောင်စီတပ်ကယနေ့နံနက်ပိုင်းမှစတင်ကပဲခူးရှုံးမတောက်လျှောက်ကို MI-35 တိုက်ခိုက်ရေးရဟရင်ဖြင့်လိုက်လံပုံချေပြစ်ခတ်တိုက်ခိုက်နေကြောင်း Jet Fighter များလည်းအဆက်မပြတ်ပြန်ဝဲနေကြောင်းသိရသည် ခွေးစိတ်ကြောင့်ကရာတွေကိုတောက်လျှောက်ဝင်စေပြီးတွေ့တဲ့များပစ္စည်းတွေယူရင်ပြည်သူခုနှစ်ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ထားတယ်လို့ကနအိုသိရတယ်။အဲ့လိုတွေအကျန်းဖတ်တာတွေလုံနေတော့ PDF တွေနဲ့တိုက်ပွဲဖြစ်တာနဲ့ရရှိပြီးစစ်ခွေးစိတ်ကြောင့်တစ်ခုလုံးတပ်ပြတ်သွားတာစစ်ခွေးတွေအသေးများတယ်။တရားရတာတွေလည်းများတော့အလံပြူထောင်နေလို့သိရတယ်။အလံပြူထောင်တာကစစ်မှုရဲ့တပ်သားအသစ်တွေလို့တော့ကြားတယ်။စစ်ခွေးရဟယင်တွေနဲ့ Jet Fighter တွေကတော့တောက်လျှောက်ကိုဝဲနေတာ။ Jet Fighter ကတော့ဘုံမကျဲသေးဘူး။ရဟယင်ကတော့တောက်လျှောက်ကိုပတ်ပြီးပြင်နေတာအခုထိရှိနေတယ်။ပြည်သူတွေလည်းတောင်းနေချီတယ်ပြေ းနေရတာဟုဒေသပြည်သူတို့ကပြောဆိုသည်လက်ရှိချိန်တွင်ကြောင်ရွာရွေကုန်ခွမစံပုတ်ထောက်ချံပတ်တန်ကံကောပင်ဦးတိုကညင်ပင်အင်းငင်းကုန်နှင့်စန်းတော်ငွေအုပ်စုရှိကျေးရွာပေါင်း20ကျော်မှတောင်းနေချီသောပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်ရှောင်နေကြောင်းသိရှိရသည် ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့သခိုင်းမျိုးနယ်တွင်တို့ထိုးစစ်ဆင်လာသောအင်အား50ပါစစ်တပ်စစ်ကြောင်းကိုတော်လင်းတက်များကစူပေါင်းတိုက်ခိုက်မှုစစ်တပ်ဘက်မှ25ဦးထံမှနေသိဆုံးပြီးစစ်ကြောင်းတစ်ခုလုံးဖိအိုဖျဲဖြစ်ထွက်ပြီးအထင်အားသာသောစစ်တပ်ကအင်အားအလုံးရင်ဖြစ်ထိုးစစ်ဆင်လာစရတဲ့မဲ့ဖြစ်ပါရခြင်းစကိုင်းမြို့နယ်တွင်သောထိုးစစ်ဆင်လာသောအင်အား50ပါတမ33စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်များကစူပေါင်းတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ25ဦးထပ်မံနေသိဆုံးပြီးစစ်ကြောင်းတစ်ခုလုံးဖိအိုပြဲဖြစ်ထွက်ပြေးသွားကြောင်း စကိုင်းမြို့နယ်အတွင်းမှာတော်လိုင်းတရင်ရင်မြက်ကပြောဆိုသည်ဧပြီလ25ရက်နေ့စကိုင်းမြို့နယ်တွင်မင်းကုန်းနှင့်ဗဒူကြီးရွာဘက်သို့စစ်ကြောင်းထွက်လာသောစစ်တပ်ကိုတော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်တပ်ကစစ်ကြောင်းများခွဲ၍စကိုင်းမြို့နယ်အတွင်းသို့ဝင်ရောက်နေကြောင်းဧပြီလ25ရက်နေ့စကိုင်းမြို့နယ်တွင်တနေရာတွင်အင်အား50ပါစစ်တပ်စစ်ကြောင်းကိုစစ်ကြောင်းတစ်ခုလုံးပြုတ်သွားသည့်အထိတိုက်ခိုက်ချိန်မုံနိုင်ခဲ့ကြောင်းသိရှိရသည်။ စကိုင်းမြို့နယ်တွေကိုစစ်ကြောင်းတွေခွဲပြီးစစ်တပ်ကအင်အားလုံးရင်းတွေကိုဝင်လာနေတယ်။မြေပြင်ခြေနေကစစ်ရေးအရာအတော်ကိုတင်မာနေတယ်။ဧပြီလ25ရက်နေ့တိုက်ပွဲမှာစစ်တပ်ကစစ်ကြောင်းပြုတ်အောင်ကျွန်တော်တို့တိုက်ခိုက်နိုင်ပေမယ့်လက်ရှိမှာစခါတွေကအင်အားထပ်တိုးပြီးခြေတက်နေလို့အရန်တရေထားနေရတယ်။စစ်တပ်ကစစ်ကြောင်းတွေခွဲပြီးတော့စကိုင်းတွေကိုဖြန့်ထိုးနေတာကိုတော်လိုင်းတဲ့ရင်မြစ်ကရှင်းပြတယ်။စကိုင်းမြို့နယ်တနီယာရင်စစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ချိန်မုံနိုင်ခဲ့သောစစ်တပ်စစ်ကြောင်းမှာတပ်မ33စစ်ကြောင်းဖြစ်ပြီးစစ်တပ်ဘက်မှ25ဦးထပ်မံနေသေးဆုံးကြောင်းလက်နက်ခဲရဲများတင်စီ ရရှိကြောင်းစစ်ကြောင်းမှအင်အား90ခန့်ပါပြီးတချို့မှထွက်ပြေးသွားကြောင်းသိရှိရသည်အခြေအနေတွေတည်ငြိမ်ရင်တော့သက်ဆိုင်ရာကဖြစ်ကြောင်းကုန်စင်တဲ့ရင်ထုတ်ပြန်ပါလိမ့်မယ်။အခုကတော့နေရာအတိအကျရေးရာမျိုးတွေတက်နိုင်တော့ထိနေတဲ့နေလို့စေချင်ပါတယ်ဟုတော်လိုင်းတဲ့ရင်မြေကဆက်လက်ပြောဆိုသည်။အကြမ်းမဲ့ဆက်ကောင်းစီတမ33စစ်ကြောင်းကိုတိုက်ခိုက်ချိန်မုံရရင်ဒေသတော်လိုင်းတပ်ပေါင်းစုံကစူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဂျီယော LBDF များပါပူပေါင်းပါဝင်ခဲ့ကြောင်းသိရှိရသည်။ ဆလဘီပခုတ်ကိုညောင်ချစ်ပင်ရွာမှရိုက်ခါရှာရင်ထွက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားတို့တိုက်ဆုံမီတအုပ်ရှင်ဖမ်းမီဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ဖြစ်ပါရရှင်။မွေတိုင်းပခုတ်ကိုမြို့နယ်ညောင်ချစ်ပင်ပြူစောတိရွာမှရိုက်ခါရှာရင်ထွက်လာသောစံပတ်စစ်ကောင်းစီတပ်သားများကိုတိုက်ခိုက်ရာစစ်သားတို့တိုက်ဆုံမီပြူစောတိတို့ကိုအရှင်ဖမ်းမီခဲ့ကြောင်း မြန်ဂရိုတာ People Defense Force မှာတောင်းရှိသူတို့ကရှန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည်ဧပြီလ24ရက်နေ့ညနေ4:48မိနစ်ခန့်တွင်ပခုတ်ကူမြို့နယ်ညောင်ချက်ပင်ပြည်စော်တီကျေးရွာမှာရိခါရှားထွက်လာသောအကြမ်းဖက်ဆက်သားများနှင့်ပြည်စော်တီများကိုတော်လိုင်းတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရှင်တိုက်ခိုက်မှုအတွင်းချမ်းဘက်ဆက်သားတို့သိဆုံးပြီးပြူစော်တီတို့အရှင်ဖမ်းမိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ စစ်ကွေးအင်အားကတော့73ရောင်လောက်ရှိမှပါရှေခါရှာဖို့ထွင်ကင်းပတ်နေတာလက်နဲ့မရခဲ့ဘူးစစ်ကွေးရိဘကတော့ပြန်နေပြက်ခတ်တာမျိုးရှိပါတယ်အခုလိုပြူစကန်တွေထဲမှာငတ်ပြက်ပြီးတိမ်မဲနေစောင့်နေမဲ့အစားပြည်သူတွေဘက်ကိုကူးပြောင်းခိုလို့မို့ပြည်သူ့ကောင်ရေးတပ်ဖွဲ့ရင်းနဲ့ပူးပေါင်းမှုအကြီးကပြောချင်ပါတယ်ဟုမြိုင်ဂရိုတာပေပယ်ဒက်ဖန်ဖော်မှာတောင်းရှိသူကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုမြိုင်ပကပတပ်ခွဲနှင့်ကလုံပြည်သူ့ကောင်ရေးတပ်ဖွဲ့နှင့်မာမိတ်တော်လိုင်းပူးပေါင်းတပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရသည် ရှကုဆလာဘေးရှေးမျိုးနယ်မော့ကနေအခြေဆိုင်စတေခမရ988တရင်ကိုတရားခွန်မမရှော့တိုက်တုံငါလုံးမြပြက်ခတ်တိုက်ခိုက်ဆွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်ရှေးမျိုးနယ်မော့ကနေအခြေဆိုင်ဂျမ်ဘတ်စတေခမရ988တရင်ကိုတရားခွန်မမရှော့တိုက်တုံငါလုံးဖြင့်ပြက်ခတ်တိုက်ခိုက်ခဲ့ကြောင်းမွန်ပြည်တော်လိုင်းတဲ MSF မှတောင်းရှိသူကရန်ကုန်ခေတ်တဲ့တရင်ဌာနသို့ပြောဆိုသည်။ ဧပြီလ24ရက်နေ့မွန်လယ်တနာရီ30မိနစ်ခန့်ချိန်ချမ်ဘတ်စတိတ်ခမရ988တရင်ကိုတရားခွန်မမရှော့တိုက်တုံးငါးလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရှင်းတိုက်ခိုက်မှုတွင်ချမ်ဘတ်စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုရှိနိုင်ပြီးအခြေအနေကိုစုံစမ်းနေစေဖြစ်ကြောင်းသိရှိရသည် စစ်တပ်ဘက်ကပြန်လည်ပြစ်ခတ်တာမျိုးတော့မရှိဘူးကျွန်တော်တို့စစ်စင်ရင်ပြည်တာနဲ့ပြန်လည်ထွက်ခွာတယ်ရန်သူရဲ့ drone တွေကအချိန်မြေတက်လာနိုင်တဲ့အပေါ်မှာကျွန်တော်တို့ပြန်လည်ဆုတ်ခွာခဲ့တယ်ကျွန်တော်တို့ပြစ်လိုက်တဲ့တရားခွန်မမ short တိုက်တုံးတွေကတော့၃လုံးကတော့တတ်မှတ်ထားတဲ့ target တွေကိုကြားတယ်နှလုံးကတော့တတ်မှတ်နေရာကိုမရောက်ခဲ့ဘူးမွန်ပြည်တော်လင်းတဲ့ MSIF မှာတောင်းရှိသူကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုမွန်ပြည်တော်လင်းတဲ့ MSIF မွန်ပြည်တဲ့ပါတီဆေးရနာရှင်တိုက်ဖြတ်ရေးအဖွဲ့ NMSBAD ပြည်သူ့ကော်မတီတမရဒေါနာတယင်းတို့ကပူးပေါင်းလှုံ့ဆော်ခဲ့ပြီး တော်လိုင်းရဲပေါ်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်ဆလဘိမဲလာရင်စစ်မှုထမ်းခံရန်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေသည့်အလဲကုန်းအုပ်စုအုပ်ချုပ်ရေးမှုဆိုဝင်ပြက်ကတ်ခံရပြီးတေဆုံဆွေတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ပုဂိုးတိုင်းမဲလာမြို့နယ်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေသည့်အလဲကုန်းအုပ်စုအုပ်ချုပ်ရေးမှုဆိုဝင်ကိုပြက်ကတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံခဲ့ကြောင်းတာယာရီခိုင်တရင်383ညနေမှတာဝန်ရှိသူတို့ကရှန်ကုန်းခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည်။ ဧပြီလ26ရက်နေ့မွန်လေး4:30မိနစ်ခန့်တွင်မင်းလောင်းမြို့နယ်လေကုန်းအုပ်စုအုပ်ချုပ်ရေးမှူးဆိုရင်ကိုတာယာရခိုင်တရင်383ညနဲ့တက်ခွဲ3တက်ခွဲ2နဲ့မင်းလောင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့တို့ကပူးပေါင်း၍ကန့်လန့်ကုန်းရွာထိပ်လန်းပေါ်၌တနက်ဖြန်5ချက်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုတွင်အုပ်ချုပ်ရေးမှူးဆိုရင်ဒီပွဲချင်းမိသေးဆုံးခဲ့ပြီး ၎င်းထံမှဓမြောင်တခြားငွေသားချက်6000ဆိုင်ငယ်တစ်စီးစီးတစိတုံးနှစ်ခုစစ်မှုထမ်းရမည်အမည်စင်းပါဆောင်ရွက်ဆောင်ရွက်များတင်စီရရှိခဲ့ကြောင်းသိရှိရသည်။ထိဆုံးသွားသောအုပ်ချုပ်ရေးမှုဆိုဝင်သည့်စစ်မှုထမ်းကျေးဥစုကပြည်သူများထံမှငွေကြေးများတင်ကြပ်ကောက်ခံခြင်းစစ်မှုထမ်းရအမည်စင်းပါသူများထံမှငွေကြေးများစာမတမ်းတောင်းခံခြင်းလူငယ်များကိုစစ်မှုထမ်းအတင်းချက်စုဆောင်ခြင်းလူငယ်များကိုလက်ထောက်ချပေါ်တာဆွဲခိုင်းခြင်းများလှုံ့ဆော်နေသည့်အတွက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ စိုးဝင်းကကြက်တမပါကြက်ဝိုင်းကပြန်မဆောင်ပြီးတော့တိုက်ခိုက်ခဲရာပွဲချင်းမီတိတ်ဆုံနေသူကလူငယ်တွေကိုပေါ်တာဆွဲဖမ်းစီတာစမူရန်ဥပဒေအကြောင်းပြပြီးငွေညစ်တာတွေလှူဆောင်နေတဲ့သူပါဟုတာယာရီခိုင်တိုင်သုံးရှင်သုံးညာနဲ့မှတောင်းရှိသူကပြောဆိုသည်ပြည်သူများအနေဖြင့်တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်စစ်တပ်တောက်တိုင်များကိုအချိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်၍ပြည်သူများအနေဖြင့်၎င်းတို့အနေတော်လာနေထိုင်ခြင်းလုံးဝမပြုလုပ်ကြရန်တာယာရီခိုင်တိုင်သုံးရှစ်သုံးညနှစ်ကအသေးပေးနိုးစောထားသည်။